ဒီရှင်မင်းစင်ရအားလုံးမင်္ဂလာပါရှင်။နာမည်တရ9လ25ဘောနော်။ရှစ်ကြိမ်အတွက်ပါနော်။ဒီကနေ့ကအပေးပေါက်ဆိုင်ဒီပေါ့နော်။အပေးပေါက်ဆိုင်ပါ။ပြတင်လိုက်ရေးလိုက်တာ။အပေးပေါက်နော်။အပေးပေါက်ဆိုင်ကလေးကိုတက်ပြပေးသွားမယ်။ဒါဆိုရင်လိုက်ပြီးတော့ကြည့်ပေးကြပါဦးနော်။ နှစ်နှစ်တရက်ဒီမှာရှိတဲ့နှစ်ရက်၄ရက်၆ရက်သုံးလုံးပေါင်းမယ်เนาะနှစ်နှစ်လေးနဲ့ပေါင်းတော့6 6ရက်6ရက်ပေါင်းတော့ပေါင်းခြင်းကနှစ်ဆိုပြီးတော့ရထားတယ်ဟုတ်ပြီเนาะဒါဆိုရင်ဆက်သွားမယ်ဒီမှာရှိတဲ့ဒီတော့ရင်၈ရက်၄ရက်၃ရက်ပေါ့เนาะဒီလိုသုံးလုံးပေါင်းမယ်၈ရက်၄ရက်ပေါင်းတော့နှစ်နှစ်နဲ့၃နဲ့ပေါင်းတော့ပေါင်းခြင်း9ဆိုပြီးတော့ရရယ်เนาะ9ရက်ပေါင်းက3ရက် ုတ်ပြီเนาะပြီးသွားလို့ရှင်ရင်ဒီမှာရှိတဲ့ကနန်နှလုံးပေါင်ခြင်းပေါ့เนาะငားနဲ့နဲ့နဲ့နှလုံးပေါင်းတော့ဒီမှာပေါင်ခြင်းခွန်ရမယ်ခွန်ကိုနှစ်ထပ်ပေါင်းမယ်ကိုဟုတ်ပြီเนาะဒါဆိုရင်အပြီးပေါက်ဆိုင်ကလေးလာလို့တော့ပါတို့ထွက်လာပြီပေါ့เนาะဒါဆိုရင်ညီမတို့ရဲ့ထပ်ကနန်လေးကိုကြည့်ကြည့်ရအောင်เนาะ ထကနန်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာပါเนาะထကနန်းထွက်ပင်က1399နဲ့399ဆိုပြီးတော့ဇင်းလာတာပေါ့เนาะဒါဆိုလို့ရှိရင်ကိုဆက်ပြီးတော့ပါပါမယ်เนาะနောက်တစ်ပင်ကခွန်399ပေါ့เนาะခွန်နဲ့399နဲ့ပေါင်းတော့ခွန်ခွန်ရဲ့ခွန်ရဲ့ပေါင်းတော့၄ပေါင်းချင်း၄ဆိုပြီးတော့ရတာလေเนาะဒါဆိုဆက်သွားမယ်ဒီမှာခုနတိုင်း3 ၃ည၃ည၃နဲ့၃ညနဲ့ပေါင်းတော့၃ညနဲ့ထပ်ပေါင်းတော့လည်း၃ရဲ့ပါဝါဆိုတဲ့အကြောင်းမျိုးလို့သူကရမယ်ရှေ့ရဟုတ်ပြီနော်ပြီးတော့လို့ရှင်ရင်ဒီနာတိုင်းမဲ့ဒီမှာရှိတဲ့၃ရဲ့၄ရဲ့နှလုံးပေါင်းတော့ပေါင်းချင်းခွန်ရမယ်ခွန်ကိုနှစ်ထပ်ပေါင်းတော့သူကကိုဟုတ်ပြီနော်ဒီလိုရထားတဲ့ဘီပေါက်ဆိုင်ကလေးပေါ့နော်ဒါဆိုရင်သွားမယ်နှစ်ထပ်ကနန်းငါဒီမှာ၈ကို၄မှာ၈ကို လေးဆိုပြီးတော့ဒီအတိုင်းပြီးတော့တတန်းတစ်လုံးစင်ပေါ့နော်ဒါဆိုရင်လာမဲ့ပတ်တွက်ဆိုရင်ตามမယ်เนาะဒီမှာ9 6 ਨੇ 9ရဲ့6ရဲ့ပေါင်းတော့3 3ရဲ့2ရဲ့ပေါင်းတော့ပေါင်းချင်းသူက9ရမယ်เนาะဒါဆိုရင်2 6 9ရဲ့6ပေါင်းတော့3ည3ရဲ့9နဲ့ပေါင်းတော့9 9ရဲ့ပေါင်းက2ပေါ့နော် မျိုးရထားပါတယ်။ဒါဆိုဆက်သွားမယ်ဒီမှာခွန်၅နှလုံးပေါင်းတော့နဲ့နှစ်ကိုနှစ်ပေါင်းတော့၄ဆိုပြီးတော့ရထားတယ်။ဟုတ်ပြီနော်။၅9ခွန်နဲ့9 4 5 2 2 5 2 4ဒီမျိုးကနေလေးတွေသွားမယ်ပေါ့เนาะဒါကထပ်ပြီးတော့မရေးပြတော့ဘူးเนาะဒါမဲ့တရက်9လ25ရှစ်ကျင်းများအတွက်ဒီပေါက်ဆိုင်ကလေးပါเนาะတထန်းတလုံးစင်းဆိုတဲ့အကြောင်းမို့လို့ ဒါမျိုးပြတော့ငါခွန်နဲ့ငါခွန်လေးငါနဲ့နဲ့ငါနဲ့လေးဆိုပြီးရမယ်เนาะဒါညီမရှာရတာကိုချက်ပြချင်းဖြစ်ပါတယ်ကိုတို့မတို့ကတော့ချက်ဒီမချိုင်းနဲ့တမ်းမယ်ဆိုရယ်လိုက်ပြီးတော့ကစားကြပါเนาะအောင်မဲ့လာမဲ့ဘက်မှာအစီအပြေကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်